ချိန်တိုင်းခါကျွန်တော်သာသမီတွေပါကိစ္စတက်အောင်သင်ထားအောင်ထင်တယ်အဲ့ဒါမှသာလေကျွန်တော်လူရောင်းမဲ့သဘောရှိရင်နောက်ကြည့်နိုင်ငံအတွက်အမျက်နာခံတယ်လို့ပဲတစ်ခါမှမပြောဘူးမမြင်ရတဲ့အရာယူငါချစ်နေရမှလည်းငါတော်လိုင်းကြီးလုပ်တယ်ဆိုတာအရင်ယူချင်တယ်ငါမိလို့တွေမုန်းလို့လုပ်တာအဲ့ကောင်ကြီးမင်းများတည်စီရင်လို့လုပ်တာမြမကြီးမှာအဲ့ကောင်ကြီးမရှိမှငါပြန်လို့ရမယ်မြမကြီးမှာအဲ့ကောင်ကြီးမရှိမှငါစီးပွားရေးကောင်းကောင်းပြန်လို့လို့ရမယ်ခန်းသားရမုံငါတို့လာကျူခန်းလာကျူတာသူက ်ငါငါတို့အမမမနေချင်တာဝါငါတို့ကငါတို့ကနေနေငါတို့ဒီဒီမနေချင်တော့ဘူးยีมยีจนไม่ยีกูเนาะโมดันยีเนี่ย မှာပါရွှေဖန်မိမပြန်လဲကြိုဆူလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလေဟုတ်ကဲ့ပျော်ရွှင်ကြည်နူးစရာခွန်အားဖြစ်စရာလေးနဲ့အစဖွင့်ရလေးလားအေးတန်ငယ်ကြီးတို့အေးဒီပါတယ်အေးဒီပါတယ်ကိုလေးဟယ်လိုဟယ်လိုဒါတော့ဘိုလေးငိုတဲ့ရုပ်တံလေးဟုတ်ဘိုလေးလွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲ့ကြောအော်ဒီဘဲလို့အလင်းဝင်လိုက်ကိုလေးလင်းဝင်လိုက်ပြီအလုံးလင်းဝင်လာတော့အေးလို့ဟမ် ညာတော့ဘာလဲဘာလဲဘာလဲချိတ်ဆက်ပြီးတော့လင်းဝင်လိုက်ပြီပူလေးရဲ့ဘယ်ပဲရောလားဟဲ့ပူလေးလင်းဝင်လိုက်ပြီပဲတို့ညာမအောင်လာကုန်မယ်မင်းတို့ခန်းသွားတာသူမင်းတို့ဘယ်တော့မှမင်းညာတော့ခန်းသွားတာမဟုတ်ငါတို့လာကျူခန်းနဲ့လာကျူတာသူကဒါပဲဘယ်လိုလာကျူခန်းလဲလာကျူတာတို့ဒါတွေပြောနေတာတို့လင်းဝင်မှုလင်းဝင်မှုလင်းဝင်မှုဆိုရပြောထားတာငါတို့ကပြောထားတာသူကဒီနေ့လာကျူတာငါတို့လက်ငါတို့လိုက်သွားပြီ ကိုအတိစိတ်နဲ့ကိုအမှန်တရားကိုမြည်လို့အလင်းဝင်တာကိုဖမ်းသွားဆိုလာခေါ်မယ်တဲ့ဖမ်းသွားရင်လည်းဘယ်တော့မှလာခေါ်ခဲ့ဘူးလို့လေโอเคငါမရည်ချင်ဘူးတော့နေရတော့ပြောလို့မရဘူးလမြောက်နေပြီလမြောက်နေပြီရောက်သွားတာကိုလမြောက်နေပြီဘယ်တော့လဲဘယ်ဘူးတော့နေရတော့ကျွန်တော်လမ်းတူတော့သူတို့ကဘူးလေးဆော့ခံရတော့မယ်

ဘုမတိတော်လို့ဘာလို့မှလည်းမလို့မုန်နီမကြီးနဲ့တော့သေးပါထွက်ကြနိုင်တယ်ရရင်โอเคဟုတ်ကဲ့ဗျာဒီနေ့တည်းနောက်ဆုံးရသတင်းလေးတွေကိုတင်ဆက်ပေးပါအောင်မယ်မြန်မာနိုင်ငံတဝမ်း AB 24ရက်နေ့ရရှိထားသောအချက်အလက်များအရာစက်ကောင်စီတပ်ဖွဲ့ဝင် 6ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့များ၏ထုတ်ပြန်ခြင်းနဲ့ပြောဆိုခြင်းများအရာကျွန်တော်တို့ကြားသိရ6ဦးကောင်းမှကောင်း တစ်ဖက်မှာလေ AOR တိုင်းလေးမျက်နှာမျိုးနယ်အတွင်းသို့ AAPDF ပူးပေါင်းတပ်ဖွဲ့များထိုးပေါက်ဝင်ရောက်လာနေ၍လေးမျက်နှာမျိုးနယ်အတွင်းရှိကျေးရွာများမှာအုပ်ချုပ်ရေးမှူးများတိမ်းရှောင်ခြင်းနဲ့စစ်တပ်စခန်းထံတွင်တွားရောက်ခိုးလုံခြင်းများလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများအထံမှကြတိရတယ်အားတော့ပြောစရာမလိုဘူးဗျာကျွန်တော်တို့ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကိုကြောက်လို့အုတ်ချုပ်ရေးမှုတွေထွက်ပြေးတိမ်းရှောင်ပုံတာပေါ့ကောင်းမှကောင်း တစ်ဖက်မှာလည်းအရေးပေါ်အခြေအနေကြေညာထား၍စစ်မှုထမ်းတပ်သားတက်များနှစ်နှစ်ထက်ပို၍တာဝန်ထမ်းဆောင်ရမည်ဟုဒါကျွန်တော်တို့ကြားသိရတယ်။နှစ်နှစ်ပြည့်စစ်မှုထမ်းတပ်သားများကိုတက်ကြက်ရာတူပေးမည်ဖြစ်ပြီးဘွဲရဆိုရင်ဘိုးတင်နှန်းတက်ခွင့်ပေးမည်ဟုဒါမင်းအွန်လိုင်းကနေမလုံပေးထားတယ်။နှစ်နှစ်ထက်ပို့ပြီးဆိုတော့ကမင်းတို့ကောင်တွေကိုမသိမချင်းတိုက်ခိုင်းမယ်ဆိုတဲ့ပုံစံပဲ။ Okay စိမ်ကောင်းတစ်ဖက်မှာလည်းမကွေးတိုင်းရေတကြုံမြို့နယ်ပါလာပကျေးရွာကိုမိရှို့ပြီးပြန်လာတော့စစ်ကား၄စီးပါရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းရေတကြုံပကဖမှာတာဝန်ရှိသူတို့ကနေပြီးတော့ထုတ်ပြန်ထားတယ်။ဒေတာကလွယ်ပြီးပါမှဖြစ်ပါလိမ့်မယ်လို့ပဲဆူတောင်းပေးပါတယ်ဗျ။โอเคကောင်းမှကောင်းဒီနေ့နေ့လည်းပိုင်းတွေတက်တက်ဆက်မှုတွေတော့ဒီလောက်ပဲပေါ့နော်ဒီဗီဒီယိုလေးကတော့မပန်ဆယ်လို့ပြောထားတယ်သူ့ရဲ့တော်လန်ရေးခံယူချက်သူဘာကြောင့်တော်လန်ရေး လုံနေရတာလေတသိန်း2000မယ်ယူပါနိုင်ငံအတွက်အမျက်နာခံတယ်လို့ဒါတစ်ခါမှမပြောဘူးတိလားဟုတ်ဘူးလေမပြောဘာလို့ငါဘာလို့အဲ့ဒီမမြင်ရတဲ့အရာယူငါချစ်နေရမှာလဲငါငါတော်လင်းကြီးလုပ်တယ်ဆိုတာအရင်ယူချင်းတယ်ငါမိလူတွေကိုမုန်းလို့လုပ်တာအဲ့ကောင်တွေမင်းများတည်စီရင်လို့လုပ်တာတိလားအပြင်နိုင်ငံတော့မှလည်းမပေးဆက်ဘူးငါ policy ကားရိုက်နေရလည်းမဟုတ်ဘူး okay ကျက်သားရနော် policy ကားရိုက်နေရလည်းမဟုတ်ဆောက်ကြီးဆောက်ကြဲကြီးလည်းပြောမနေနော်ငါတော်လန်ကြီးလုပ်တယ်ဆိုတာငါဟိုမေလို့တွေသိစီချင်လို့လုပ်တာနော် မြန်မာပြည်မှာအိတ်ကောင်တွေမရှိမှငါပြန်လို့ရမယ်မြန်မာပြည်မှာအိတ်ကောင်တွေမရှိမှငါစီးပွားရေးကောင်းကောင်းပြန်လုပ်လို့ရမယ်အမှန်ပဲနော်အဲ့တော့ငါစောင့်မိကတော့လုံးမလုပ်တယ်နော်ငါ့ကိုမြန်မာပြည်ကတွေထွက်ပြေးအောင်မြန်မာပြည်ကငါအိမ်ကြီးချိတ်ပိတ်ထားတယ်ငါစီးပွားရေးလုပ်ငန်းတွေကိုဖျက်ဆီးလိုက်တယ်နော်အဲ့တော့ငါအိတ်ကောင်တွေသေစီခြင်းနဲ့နော်အိတ်ကောင်တွေမြန်မာပြည်မှာမရှိစီခြင်းဘူးနော်အဲ့တော့ ိကဗျာကျွန်တော်ပြည်သူတွေလွတ်လွတ်လပ်လပ်နေကြတာလွတ်လွတ်လပ်လပ်ကိုစီးပွားရေးကိုလှုပ်ချင်တာဘသူ့မှာမကြောက်ရပဲနဲ့အဲ့လိုဘဝတွေကိုလိုချင်တဲ့အတွက်တီတီတန်းတန်းတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့ဆက်အနာရှင်စနစ်ပြတ်သုံးရေးပေါ့နော်အေးတဲ့ပဲပြောလို့ရှင်တော့အိမ်မိတ်လူတွေကိုမရှိစေချင်တာဟုတ်ပြီနော်အဲ့ဒါကြောင့်ငါတော်လည်ကြီးလို့တာနော်ငါမြမကြီးကိုပြေးဆက်နေရတယ်မဟုတ်နော်ငါစိတ်တစားနိုင်တယ်ကိုမချစ်တတ်ဘူးနော်အဲ့တော့ policy ကား policy ကားရဲ့စကားတွေငါလာမပြောနဲ့နော်စိတ်လည်းမဝင်စားအောင် အာအဲ့ဒီစခွေးတွေကိုမြမကြီးမရှိစေချင်ဘူးမအုပ်ချုပ်စေချင်ဘူးเนาะအဲ့စခွေးတွေရှိနေသေးငါမြမကြီးပြန်လာရမှာမဟုတ်ဘူးเนาะရှင်းတယ်เนาะအဲ့တော့ငါငါပြန်လာဖို့ငါစီးပွားပြန်ရှာဖို့เนาะမြမပြန်ငါတွက်ဖို့စီးပွားရှာလို့ကောင်းတယ်เนาะအဲ့တော့ငါစီးပွားပြန်လာရှာဖို့ငါဒီကောင်တွေမရှိဖို့လိုတယ်အဲ့ဒီအတွက်ဒီကောင်တွေတိမ်မဲ့ကိစ္စမှန်တယ်မြားဒီကောင်တွေရှောမဲ့ကိစ္စမှန်တယ်မြားเนาะငါတို့တော်လိုင်းဖက်ကသူတွေနိုင်ဖို့အတွက်ကိုငါလုပ်တယ်အဲ့ဒါဘာ policy စကားလုံးမှငါလည်းမပြောနဲ့နော်ငါနေနို့ကိုလည်းအာကျမနိုင်ငံကိုချစ်လို့ပြစ်ဆက်နေပါတယ်ပါညာ ာမှမပြောဘူးစိတ်လည်းမဝင်စားဘူးနော်အထူးသဖြင့်ညို့လိုကောင်းလေငါပိုတော့မချစ်သေးဘူးနော်ပိုတော့စောင့်နေကြသေးတယ်နော်ညို့လိုကောင်းမျိုးတွေရှိနေတဲ့အဟာကြီးကိုလည်းငါတွဲပြီးမချစ်နိုင်ဘူးအဓိကဒီအာနာယူတွေမရှိမှကျွန်တော်တို့ဘဝကျွန်တော်တို့အိမ်မက်တွေကိုအကောင့်ထဲပေါ်လို့ရမှာကိုပြေကိုရွာမှာလွတ်လပ်စွာနော်ကိုလှုပ်ချင်တဲ့စီးပွားရေးကိုပေါင်နေရတယ်လှုပ်လို့ရမှာအဲ့ဒါအတွက်ကျွန်တော်တို့တွေဒီအာနာရှင်ကပြုတ်ကြမှာ ው ရမှာဒီဗီဒီယိုလေးကတော့ဘောမ ကျုံမျိုးမင်းကျွန်တော်တို့ပြည်သူပြည်သားတွေတနိုင်ငံလုံးတရုတ်စာတင်ထားရတော့မယ်တဲ့။ Okay ဘောမကြီးပြောထားတာကိုတစ်ချက်နားထောင်ကြည့်မယ်။ချိန်တိုင်းအခါကျွန်တော်တို့သားသမီးယူပါတရုတ်စာတက်အောင်တင်ထားရမယ်ထင်တယ်။အဲ့ဒါမှသာလေကျွန်တော်လူရအောင်မဲ့သဘောရှိရအောင်ချိန်တိုင်း။အဲ့ဒါလေးရောမမေ့နဲ့ဘူးနော်။ဒါကျုံလို့ပြောတာ။နောက်တော့ဘောမကြီးကြားရနော်။မင်းတို့ကောင်တွေတရုတ်စာတင်ထားတော့မင်းတို့ရဲ့အချစ်တော်ကျုံမျိုးမင်းကိုတိုင်ပြောတာ။ဟုတ်ကငါပြောတာ။ဒီပေးလေတော့ပြီးရန်ကုန်ပြည်လမ်းပေါ်အဲ့ဘက်မှာ ရန်ကုန်ပြည်လမ်းပေါ်မှာ PDF တက်လာတဲ့သတင်းပေါ့ဗျာနော်ပြည်လမ်းပေါ် PDF တက်လာတဲ့သတင်းမနေ့ကတက်သွားတာကျွန်တော်တို့ကလည်းမနေ့ကတက်သွားတာကိုဒီနေ့မှသိပါတယ်ဘာလို့ဆိုဘာလို့ဆိုဒီနေ့မှသိနိုင်လို့ပေါ့ဗျာနော်ဆိုတော့မနေ့ကမင်းလားဟိုမင်းလားမင်းလားကိုတာဝရီခိုင် PDF တက်ဖွဲ့တိုင်ရင်300နှစ်ဆိုတာပဲအဲ့ဒါတော့3800နှစ်ဆိုတော့တက်ခွဲနှစ်ဆိုတော့ဖွဲ့တာထုတ်ပြန်တယ်သူထုတ်ပြန်ချက်ကိုကျွန်တော်အေးဖတ်ပြတယ်ဘကိုးတိုင်းတာဝရီခိုင်နဲ့မင်းလားအပိုင်းရန်ကုန်ပြည်ကားလမ်းအရှိတ်အရှိတ်ခြေရွာများမှာတဲ့လူငယ်တွေကိုစစ်တပ်ကပေါ်လာဆွဲမယ်ဆိုတဲ့သတင်းကြောင်းနဲ့သူတို့ကအားတဲ့ တရင်တာတာရိခိုင်တရင်3300နှစ်တခွက်နှစ်တခွက်သုံးရဲဘော်တွေဟာနှစ်ဖက်ဖက်နေမဲ့ရှင်းလင်းပါတယ်တူတူပဲနော်အဲဒီလိုရှင်းတဲ့အခါမှာတဲ့20ဧပြီ20နေ့နေ့မနေ့ဆယ်နှစ်ခွဲမှာအင်ဂျင်ကုန်းအုပ်စုအညာချမ်းအညာတန်းကြီးစွာရန်ကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့53မြန်မာထမင်းဆိုင်မှာတဲ့စစ်တပ်နဲ့ပြည်စော်ဒီ20ခန်းထမင်းစားတာတူတူသူတို့ကဝင်ပြီးတော့ရှောင်းတခင်ပြစ်ခတ်တိုက်ခိုက်တယ်တဲ့အဲ့မှာဖျော်ပြင်းထွက်ပြေးကုန်တယ်တဲ့အဖေတို့ထွက်ပြေးရဲ့စစ်တပ်နဲ့ပြည်စော်ပြည်စော်ဒီကိုလည်းပြောပြတဲ့အလိုက်လိုက်ရှင်းတဲ့အခါမှာရှစ်ဦးသေဆုံးပြီး၄ဦးတရားအထိနာ ၈ဦးသေဆုံးပြီး၄ဦးတန်ရာရတာ။ Okay ကျေးဇူးတင်တယ်။ဒါရန်ကုန်ပြည်လမ်းပိုင်းထိတက်ပြီးတော့စော်တာနော်။ဘလောက်တောင်လေးစားဖို့ကောင်းတယ်။ကျွန်တော်တို့ရဲ့ UG တွေလေဒီကောင်တွေလည်းခဏမတက်တာပါရှောင်းခင်ပဲ။အတီးအပြေးတော့မတက်နိုင်ပါဘူး။သို့တော့ပြီးတက်မလား။စဉ်းစားကြည့်ပါဦးရန်ကုန်ပြည်လမ်းဆိုတာရန်ကုန်ပြည်လမ်းဆိုတာရန်ကုန်ကပြည်လမ်းဖြုတ်ပြီးပြန်ဆင်းတော့ပါပဲ။လမ်းပါကြီးနော်။ပြည်လမ်းဆိုတာကြီးကရန်ကုန်သားတွေအတွက်မစိမ့်တဲ့လမ်းကြီးလေ။ရန်ကုန်သွားရလူတွေကိုသိတာ။ရန်ကုန်ပြည်လမ်းဆိုတဲ့ကလေးကိုစဉ်းစားကြည့်။ဆိုရန်ကုန်ပြည်လမ်းမင်းလာအပိုင်းတည်းထိမင်းလာမြို့နယ်တည်းထိ မင်းတို့ကရွာတွေရံကုန်ပြည်လမ်းပေါ်ထိကျောင်းတက်လာတယ်ဆိုတဲ့အာကြီးပေါ့ဒါကြီးကစိုးပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကလမ်းမကြီးတွေဆိုရှိအဓိကလမ်းမကြီးတွေပေါ်မှာပြည်ထက်တွေတက်တက်လာပြီးတော့အဲ့လိုရှောင်းတခင်တက်တက်လာပြီးတော့ထင်းတိုင်းကျဲကျဲပြီးတော့လုံပြီးတက်ဖို့ရိုက်ပြီးရိုက်ပြီးတင်ပြီးတော့ပြန်ဆင်းသွားပြီးတော့ဗီဒီယိုဖေ့စ်ဘွတ်တက်တက်တင်နေကြတွေက ဒေသခံပြည်သူလူထုကတော့ဘယ်လိုနေလဲတော့မသိဘူးဒီလမ်းပေါ်မှာအသုံးပြုသွားလာမယ်ပြည်သူတွေကတော့ကျွန်တော်ထိတ်လန့်နေပါပဲကြောက်လန့်နေပါပါဆိုဟဲ့ပြည်သူတွေကထိတ်လန့်တာမဟုတ်ဘူးမင်းတို့ဘာဘာတို့အုပ်စုနေမင်းတို့ဘောမတွေအုပ်စုပဲထိတ်လန့်နေတာပြည်သူတွေကဝမ်းသာနေတာမင်းမမြင်ဘူးလားဗီဒီယိုဖိုင်ရုပ်သံတွေနဲ့တုံးချောင်းထောင်သွားတာနဲ့လေးပြူးရတာနဲ့ရေပူးလေးပေးသွားတာနဲ့โอเคကျင်းနေတယ် ျွန်တော်မိသားစုတွေရောကျင်တယ်လားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းเนาะဆက်ဘေးစောက်ပုဘေးတဘာဝဘေးကနေကင်းလွတ်ပြီးတော့အရင်လိုကျွန်တော်တို့လွတ်လပ်ငြိမ်းချမ်းတဲ့ဘဝတွေကိုအတူတူသွားကြမယ်ဗျာ